ကျွမ်းသာနေဆိုရင်လည်းအရန်တန်ရုံးစင်ရှိတယ်လို့အခုပေါ်မှာလည်းသူဂါရဝရှိတယ်မင်းသားလေးတက်လက်ပါပဲအမြဲတမ်းတွေးလိုက်တာနဲ့ဖလဲတကင်းဟလာကိုညီကိုအရင်လိုပဲယနေ့ထက်တိုင်းဟိုပြောဆိုဆက်ဆံလေးရှိပါတယ်သူ့ကိုလည်းကြံကားစီချင်ပါတယ်သူ့ရဲ့စမ်းနဲ့သူ့ရဲ့အောင်မြင်မှုကလည်းမကြောက်တင်အောင်အောင်မြင်ခဲ့တာကိုညီလေးသူ့မျက်နှာလေးထွက်ပြလိုက်ယုံနေတယ်အောက်ကတဲတဲလို့အားပေးရလောက်တဲ့အထီကိုသူ့ရဲ့စမ်းကြီးမားလာပါတယ် ဲ့လိုအောင်မြင်ကြကြတဲ့မင်းသားတစ်လက်ဇက်တပင်ပေါ်မှာနှစ်ရှည်လာများရှိနေခြင်းအပြင်ဇက်တပင်ရဲ့ခုနကကိုပြောတဲ့ဒီဇက်တပင်လောကကြီးလူစိတ်ဝင်စားမယ်တိုးတက်မယ်ပေါ်ညီလေးမန္တလေးဥသိန်းဆောင်ကိုလို့ပြောတဲ့စကားလေးတစ်ခုရှိပါတယ်။တရဲတဲ့ဇက်တစ်ဆက်သေးခြုံသွားနေုံနဲ့ တပင်လောကကြီးကမတိုးတက်ပါဘူးတဲ့ဇက်တပင်တွေများလာလေတပင်လောကကြီးတိုးတက်လာလေဒီတပင်ဆိုတဲ့ industry ကလေပတ်လာနိုင်လေရှေ့ကိုရောက်လာလေပဲတဲ့အဲ့တော့အကိုဒီအောင်စပူဇက်တပင်ကိုအုတ်ထင်းသူ manager contract ဟလာတောင်းနေထန်းဆောင်နေရတော်လေပဲအဲစွမ်းစာနေလို့မင်းသားမျိုးလဲပြန်ပြီးတော့ကစီချင်ပါတယ် ခတခင်မှာအ ਨੇ ဆုံးဇက်တရာဇက်ကြီးတန်းမှာ၄၅ဇက်လောက်ရှိနေမှဟိုဗမာပြည်မှာမြို့တွေပေါင်းများစွာမှာဘုရားပွဲတို့အများကြီးရှိရလေဒီနေ့မှာဒီဇက်နောက်နေ့မှာနောက်ဇက်အဲ့လိုမျိုးဖြစ်နေမှာလေလူတွေရဲ့စိတ်ဝင်စားမှုဆိုတာညစ်တက်မှာဖြစ်ပါလေဆက်တွင်လောကကြီးကိုတူးတယောက်တည်းကိုတစ်ဇက်တည်းကမယ်ကိုတစ်ဇက်တည်းပဲအောင်မြင်မယ်ဆိုတဲ့စိတ်နဲ့တော့ကိုအောင်စပုအာမပေးပါဘူး အာဆွမ်းလဲဖြစ်စေခြင်းနဲ့ပြန်ပြီးတော့ကာစေခြင်းနဲ့ဒီလိုပဲကျွန်တော်အကိုရဲ့အညီလေးမောင်ဟန်စာလဲစက်ပင်လောကမှာရှိနေစေခြင်းနဲ့ဒီလိုပဲအခုနောက်အောင်စဘူနဲ့အတူနောက်ဇက်တပင်လေးတစ်ဆက်ပေါ်ထွန်းလာတဲ့စမ်းရည်မူသူ့ကိုလဲဖြစ်စေခြင်းနဲ့အဲ့လိုဒီဇက်တွေအားလုံးဒီအောင်မြင်မှုတွေနဲ့ဆက်လက်ပြီးတော့ရှင်တန်လာမှဒီဇက်တပင်လောကကြီးတိုးတက်မှာပါကြီးအဲ့အတွက်ကိုလဲအရာရာဝက်ကမ်းပါပဲအဲစမ်းစမ်းနေဆိုရင်လဲအရန် တန်ရုံးစင်ရှိတယ်လို့အခုပေါ်မှာလည်းသူဂါတော့ရှိတယ်မင်းသားလေးတလက်ပါပဲအမြဲတမ်းတွေးလိုက်တာနဲ့ဖလဲတကင်းဟလာပူညီကိုအရင်လိုပဲယနေ့ထက်တိုင်းဟိုပြောဆိုဆက်ဆံလေးရှိပါတယ်သူ့ကိုလည်းကြံကားစီချင်ပါတယ်သူ့ရဲ့စမ်းနဲ့သူ့ရဲ့အောင်မြင်မှုကလည်းမကြောက်တင်အောင်အောင်မြင်ခဲ့တာကိုညီလေးသူကညီလေးဘလောက်ထိမြင်ခဲ့ရလဲဆိုရင်ပြိတ္တကိုသူ့မျက်နှာလေးထွက်ပြလိုက်ယုံနေတယ်အောက်က တဲတဲလို့အားပေးရလောက်တဲ့အထီကိုသူ့ရဲ့စံကြီးမားလာပါတယ်။ဒါကြတော့ညီအမှုပညာမကပြသေးဘူး။သူ့ရဲ့စမ်းနေကိုစပြီးတော့စက်ကုံပေါ်မှာထွက်လာပြီးဆိုတာနဲ့သူဟာအဲ့လိုအောင်မြင်ကြောကြတဲ့မင်းသားတစ်လက်ပါ။အဲဒီတော့အဲ့လိုအောင်မြင်ကြောကြတဲ့မင်းသားတစ်လက်ဇက်တပင်ပေါ်မှာနှိရှိလာများရှိနေခြင်းအားဖြင့်ဇက်တပင်ရဲ့ခုနကကိုပြောတဲ့ဒီဇက်တပင်လောကကြီး ူစိတ်ဝင်စားမယ်တိုးတက်မယ်ပေါ့ညီလေးအဲ့တော့အဲ့လိုမင်းသားတလက်ကိုလည်းအငြင်းတမ်းရှိနေစေချင်ပါတယ်သူ့အချိန်ညအခုဘယ်လိုရှိလဲအခုအကိုဒီမှာမကွေးပွဲအထွက်ဟိုစက်တီတိုက်ပြီးတော့အရန်လဲပွဲတော့နီးကပ်နေတော့လှုပ်ရှုပ်နေတာဖြစ်တဲ့အတွက်အခုမရောက်သေးပါဘူးသူပြန်ရောက်တဲ့နေ့ကစပြီးတော့အခုချိန်ကြီးတော့အခုပြန်မရောက်သေးဘူးပေါ့ဒါပေမဲ့အဲသူအခုလမ်းကောင်းကောင်းရှောက်နိုင်တဲ့အနေနဲ့ဒါအများကြီးတိုးတက်လာတယ်ပေါ့ညီလေး အဲနေပြီးမှတဆင်ပြီးတဆင်သူရဲ့ဟိုနင်းဇက်ခုံပေါ်ရောက်လာတဲ့အဆင့်အထိတိုးတက်လာပါစေလို့အခုဆူတောင်းပါတယ်သူကပြန်ကဟိုသူကြိုးစားနေပြီဆိုရင်ပေါ့နော်အခုအနေနဲ့ဟောဟိုဘယ်လိုလေးတွေဟိုသူပံမိုးခွင့်ကြီးပေးတော့ဖို့ရှိနေတယ်အာရရပါပဲညီလေးသူလိုအပ်ရင်နော်အဲအခုရဲ့အတွေ့အကြုံအားဖြင့်နှုတ်အားဖြင့်ကိုအားဖြင့်ဉာဏ်ဉာဏ်ရှိသလောက်အကိုကြီးညို့တာတော့ဒီလိုလေးတော့ ဝိုင်းဝန်းစောင့်ရှောက်ပေးပါဦးဆိုလို့ရှိရင်အခုတော့ကတော့အချိန်မြွေးပါပဲဘာလို့လဲဆိုတော့အကိုကိုတိုင်လည်းဒီမင်းသားလေးနဲ့က contract တူအနေနဲ့လည်းကပြခဲ့ဘူးသလိုတိုင်ရောစင်လည်းကြီးပါတယ်အဲ့ဒါကြောင့်မလို့လေကို့အနေနဲ့တော့အချိန်မြွေးပါပဲညီလေး